ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေဆာပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာကျန်းစာတော်တွေကိုပြိပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆာပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာကောင်းလို့နှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ီပိုင်းဆာမှာတော့ဂျက်တင်မိတ်ဆာကောင်ခြီတောင်နှိတ်ကွအောင်နိုင်ခဲ့ကြတဲ့ပါကျဲနဲ့စုံခုံတို့ဦးဆောင်တဲ့ဖွဲ့ဟာအနောက်ဘက်ကိုခီးဆက်လိုက်ပြီးတော့ထွက်ခွာလာနေကြပါပြီသူတို့ဖွဲ့ကတော်လန်တစ်ခုဖြတ်တန်းနေချိန်မှာရဲမတ်တချို့ကမင်းကိုအပြင်းစီးနေလာကြပါလိမ့်ရေစုံကနေမင်းကိုဒုံဆိုင်ပြီးတော့ဈီးသွားတဲ့ရဲမတ်တယောက်ရဲ့လက်ထဲမှာလာသားရွယ်ကလေးငယ်ကလေးကိုသူတို့လေးအောင်စုံတွေးလိုက်ရပါတယ်စုံခုံကတော့တော်ကြီးမြန်မဲတဲ့ကစစ်သားကျိုင်းရွယ်လက်ထဲကကလေးငယ်လေးကိုတင်ကမကင်းဖြစ်ကလေတိုင်းကိုသုံးပြီးတော့မြင်းတွေနောက်ကိုလိုက်ခဲ့ပါတယ် မြင်းတပ်ကိုမိသွားတဲ့ဝူခွန်းကကလေးကိုပေးခဲ့ဖို့တောင်းဆိုတဲ့အခါရဲမတ်တွေကကလေးငယ်ကိုလွယ်တူနဲ့ပေးထားခဲ့လိုက်ပါလေ။ဇုံခုံတို့ကလက်ထဲကိုရောက်လာတဲ့ကလေးငယ်ကိုမြည်သူမြည်ပုံလောက်ရမဲမဲမသိတာကြောင့်ကလေးငယ်မေကိုလိုက်ရှာဖို့အတွက်အနီးနားမျိုးတစ်ခုစီကိုခီးဆက်ခဲ့ကြပါလေ။ဒုံနယ်ပဲဝူခုံတို့တပ်ဖွဲ့အားပါကျဲကိုကလေးချီစီပြီးအနောက်ရဲ့မျိုးတစ်မျိုးဖြစ်တဲ့ဘီဂျူးပြည်နယ်ကိုရောက်ရှိခဲ့ပါလေ။မျိုးဝင်ွားမှာအဖိုးတယောက်ကိုတွေ့ရတာကြောင့်မေးမြန်းစုံစမ်းနေတဲ့ဆရာတော်ထံက သူတို့ဟာရှေ့ဘက်ကလာပြီးတော့နောက်ဘက်ကိုသွားကြမယ်အဖွဲဖြစ်ကြအောင်ထုံးစံတိုင်းပဲပြောကြားလိုက်ပါတယ်အဖိုးကအလွန်ဝေးတဲ့ရက်ကရောက်လာကြတယ်ကိုတော်ဒီပါလားလို့ရေယွင်းနေဒီနေရာကိုရင်ကဘီကျူးပြည်နယ်လို့ခေါ်ဆိုကြတဲ့အကြောင်းကိုပြောပြပါတယ်အခုတော့ဘီကျူးပြည်နယ်ကနေပြီးတော့ကလေးပြည်နယ်လို့ပြောင်းလဲခေါ်ဆိုခဲ့ကြတဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်အဖိုးကပြောပြီးတော့ထွက်သွားအောင်ပြင်တဲ့အခါဘာကြောင့်ဒီလိုပြောင်းသွားပါသလဲလို့အတင်းလိုက်ပြီးတော့မေးပါတယ်ဘာကျဲကကလေးမျိုးလို့ဘာကြောင့်ခေါ်တာလဲလို့စာအုပ်ကြီးကိုမေးတဲ့အခါဦးချင်းက လူကြီးတွေတေသွားလို့ကလေးကဘယင်ဖြစ်နေလို့နေမှာပေါ့ဆိုပြီးပြန်ပြောလိုက်တာပါအဖိုးကတော့ဒါတွေကိုမေးမနေပဲအ мян ဆုံးဒီနားကနေထွက်သွားကြဖို့တော့ပဲပြောနေခဲ့ပါတယ်ဇုံခွာဖိုးလိုက်ပြီးတော့မေးတဲ့အခါအဖိုးကလည်းဘာမှမေးမနေပဲဒီနားကနေထွက်သွားကြဖို့ပဲထပ်ပြီးတော့ပြောနေပါတယ်ဝူခွန်ကတော့ဒီတိုင်းမျိုးအုပ်ချုပ်တဲ့သူကတော့ရှိရမှာပဲလို့ဆရာတော်ကပြောပါတယ်ဆရာတော်ကလည်း passport မှာလက်မှတ်ထိုးဖို့ကဘယင်ရှိမှာဖြစ်မှာပေါ့လို့ပြန်ပြောလိုက်တာပါဇုံခွန်ကလည်းအမှန်ပဲဆရာတော်ဒိုးကြမယ်လို့ပြောပြီးတော့ထွက်လာခဲ့ကြပါတယ် မျိုးရဲ့တိုင်းကိုကြော်ပြီးတော့မျိုးတဲကိုရောက်တဲ့အခါမျိုးတဲမှာလူနေငယ်သာတွေ့ရပြီးတော့လူတွေရဲ့မျက်နှာတွေကလည်းဝမ်းနဲ့ပူဆွေးနေကြပါလေဆရာတော်ကလည်းလူတွေကဘာဖြစ်နေကြလဲလို့ဝူခုံးကိုမေးပါလေမျိုးလန်းတစ်လျှောက်ရဲ့အိမ်တွေရှိမှာဝါချင်းအောင်ကြီးတွေကိုချထားပြီးတော့ဘဝစားတွေအုပ်ထားတာကြောင့်ဇုံခုံးတို့အတွက်ကတော့အမြင်တွေထူးဆန်းနေပါလေဝူခုံးကသူ့အနေနဲ့တစ်ချက်လောက်သွားပြီးတော့စားစုကြည့်အောင်မယ်လို့ပြောတဲ့အခါဆရာတော်ကကြီးရှုစေပါလေဇုံခုံးကအုပ်ထားတဲ့ဘဝစားတွေကိုလက်လက်ကြည့်လိုက်တဲ့အခါချင်းတွေထဲမှာလူမမဲကလေးလေးတွေကိုထည့်ထားတာတွေ့လိုက်ရပါလေ။ ဇုံခွာဆရာတော်စီအမြန်သွားပြီးတော့ချင်းအောင်ရင်ထဲမှာကလေးတွေကိုထဲထားကြောင်းပြောပြလိုက်ပါတယ်။ဆရာတော်ကလည်းအံဩလွန်းလာကြောင်းအမင်သက်ကချင်းအောင်တွေတိုင်းကလေးလေးတွေလာလို့ရေရွတ်လိုက်ပါတယ်။ပါကျဲနဲ့ဝူချင်းတို့ကလည်းဘာတွေလဲထူးဆန်းနေတယ်။မျက်နှာတွေလည်းမကောင်းဘူးဝူခုံးရင်ဘာတွေလဲကွာလို့မေးလိုက်ပါတယ်။ဇုံခုံးကတော့စာအုပ်ချင်းသူသိပြီ။ဒီကနေ့လက်ထပ်ပွဲရှိလို့ဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။ပါကျဲတော့လက်ထပ်ပွဲရှိတော့အဲ့လောက်ဒီကလေးတွေအများကြီးလိုလိုလားလို့မေးလိုက်တာပါ။ဆရာတော်ထံကတော့အရင်ဆုံးဘရင်စီသွားပြီးတော့လက်မှတ်ထိုးရမယ်အကြောင်းဝူခုံးကိုပြောပါတယ်။ နန်းတော်တကားဝါကိုရောက်တဲ့အခါမှာတော့နန်းတော်ဂိမ်းမှုတွေ့လိုက်ရပါလိမ့်။ဇာတော်ထန်ဆန်းကသူတို့ကခီးသွွားတွေဖြစ်ပြီးတော့အရှိရဒံပီနယ်ကနေအနောက်ရက်ကိုကျန်းစာပင့်ဆောင်ကြမယ်။ဘုံတော်ကြီးတွေဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်။ကုလောဆေမာနိုင်ငံဖြတ်တန်းခွင့်အတွက်ဘင်းရတစိတ်တော်ကိုလိုအပ်တာကြောင့်ဖြစ်နိုင်မယ်ဆိုရင်ဘင်းစီကိုသွားပြီးတော့အကြောင်းကြားပေးဖို့တောင်းဆိုလိုက်တာပါ။နန်းတော်ဂိမ်းမှုကပါပြန်ပြောမယ်နဲ့နန်းတော်တွေပဲပြန်ဝင်သွားပါလိမ့်။မကြာခင်မှာပဲအသက်ကြီးကြီးနဲ့သာသာနာနာဝစ်ထားတယ်။အရေးပါတဲ့သူဖြစ်ရန်တူတဲ့တယောက်ကထွက်လာပြီးတော့ဝမ်းသာအားရနိုင်ခီးဥချိုပြုတ်ပါလိမ့်။ လူဝင်မှုခေါင်းဆောင်ဖြစ်ရန်တူတူအရေးရှာဟာဇာရောထန်ဆန်းတို့အဖွဲ့ကိုနန်းတော်တွေကိုခေါ်သွားခဲ့ပါတယ်။အထက်ကိုရောက်တဲ့အခါဇာရောတပ်ဖွဲ့ကိုသေးချာနေရာပေးပြီးတော့ရေနွေးချမ်းဆက်ကပ်ခဲ့ပါတယ်။အဲချိန်မှာပဲပါကျဲကလမ်းကနေကလေးကခြီလာတဲ့ကလေးငယ်ကိုအင်ဂျီအောက်ကနေထုတ်လိုက်ပါတယ်။အရေးရှာကလေးကိုတွေ့တဲ့အခါမျက်နှာပြတ်သွားပြီးတော့ထိတ်လန့်အံ့ဩသွားပါတယ်။ကလေးကငိုနေရာကြောင့်ပါကျဲကသူ့သေးချာခြီတတ်တာမို့လို့ငုံမနေဘူးနဲ့ကလေးကနှွေးနေတယ်လို့ရေရွတ်လိုက်ပါတယ်။အမှန်မှာတော့ကလေးကပါကျဲရဲ့ပေါ်မှာဆူဆူးတွေပေါက်ချခဲ့တာပဲဖြစ်ပါတယ်။ ။စောင်းချင်းကလည်းပါကျဲဖြူသဘောတွေကြပြီးရည်နေပါတော့တယ်။ရူဆူတွေပေသွားတဲ့ပါကျဲကကလေးကိုဇပွဲပေါ်ခဏတင်ထားလိုက်ပါတယ်။ဆရာတော်ကတော့ကလေးကိုအောက်ချမထားဖို့ပါကျဲကိုပြောလိုက်ပါတယ်။စောင်းချင်းကတော့ကလေးကိုပါကျဲစီကနေလွှဲပြောင်းရယူလိုက်ပါတယ်။အကြီးရှာကဆရာတော်ကိုကလေးချောင်းပြူပြနဲ့မေးတဲ့အခါပါကျဲကကလေးအားသူ့ရဲ့ညီလေးဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဇုံခုံကတော့ဟဲ့ကောင်မဟုတ်တာဒီရှောက်ပြောမနေဘူး။ပါကျဲကိုပြောကတချက်ချလိုက်ပါတယ်။ဇုံကုံကသူတို့ကကလေးကိုဓမြရရဲ့လက်ထဲကနေကဲတင်လာခဲ့တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ အကြီးချာအခုလိုနေကင်းကလေးကိုကြည့်ပြီးတော့ရှောက်သွားနေတာကန်ဆိုးမုံမောင်ကြာမှာမကြောက်တက်လို့လားလို့မေးလိုက်တာပါပါကျဲကဘာစကားကြီးလဲကောင်းတာလုံနေအောင်ပါတောင်ကန်ဆိုးရမှာလေအကြီးချာကိုမေးလိုက်ပါလေဆရာတော်ကလည်းဘယ်လိုကြောင့်ကန်ဆိုးရမယ်ဆိုတာကိုပြောတာလေလို့အကြီးချာကိုမေးလိုက်ပါလေအကြီးချာကလည်းဝေးကနေလာတဲ့ဆရာတော်တို့ဟာဒီအကြောင်းလေးကိုဘယ်လိုလုပ်သိမှာလဲဆိုပြီးပြောလဲမပြောချင်တော့ပါဘူးဆိုပြီးတော့ပြောကပြောပြချင်နေပါလေဇုံခုံတဲ့ဆရာတော်ကကဲပြောမှသာပြောပြပါလို့တောင်းဆိုနေပေမဲ့ အကြီးရှာမပြောခြင်းတို့လို့မပြောရဲတို့လို့ဖြစ်နေပါလေဆရာတော်ကလည်းသူကြားသိထားတဲ့လောက်တော့လမ်းမှာပြောနေကြတာကဒီနိုင်ငံကိုယင်ကဘီကျူးနိုင်ငံလို့ခေါ်ပြီးတော့အခုတော့ကလေးနိုင်ငံဖြစ်နေပြီလို့ကြားသိခဲ့ရအကြောင်းကိုပြောပြလိုက်ပါလေဆရာတော်ကဘာလို့ကလေးတိုင်းပြီလို့ပြောင်းလိုက်ရတာလဲလို့မေးနေတယ်လို့ဝူခုံးကလည်းဘာကြောင့်ကလေးတွေကိုလာဝင်နေထဲ့ပြီးတော့လမ်းမှာထားရတာလဲလို့ထပ်ဆင့်မေးလိုက်ပါလေဘာကျဲကလည်းဘာလို့ကလေးတွေကိုထည့်ထားလဲလို့ထပ်ပြီးတော့မေးပြန်ပါလေအကြီးရှာတော့ဒီကိစ္စကိုမမေးဘူးနဲ့ပါဇက်ကတော့မှထပ်မှားဖို့ပြောလိုက်ပြီး စားစရာရှိတာစားအိပ်စရာရှိတာအိပ်ပြီးတော့ခီးစားကြဖို့ပြောရင်လည်းအကြောက်ကန်းညင်းဆန်လို့နေပါတယ်။ဘာကျဲတဲ့ဆုံးခုံးကတော့မပြောရင်မသွားဘူးဆိုပြီးတော့ရီရှာကိုတားဆီးလိုက်ကြပါတယ်။ဘာကျဲလည်းသူတို့ကိုပြောလိုက်လို့သူတို့တို့ကကန်ဆိုးလဲဘာမှဖြစ်ကြောင်းတခုမားနေရအောင်သူတို့လည်းခံစားမိတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ကလေးငယ်လေးအားတဲ့တစ်ချိန်လုံးငိုကြွေးနေပြီးတော့ဆရာတော်ကလည်းကန်ဆိုးလဲသူခံပါမယ်ဆိုပြီးအရီရှာကိုအတင်းအကျပ်မေးနေပါဘုန်းကြီးထန်ဆန်းကသူ့ရဲ့တပည့်တွေမှလည်းအစွမ်းကိုစီရှိကြတယ်လို့လည်းပြောလိုက်ပါတယ်။ အကြီးရှာလည်းပြောပြဖို့အတွက်တကားတွေကိုယင်လိုက်ပိတ်လိုက်ကကလေးကိုယင်ဖွက်ထားမယ်လို့ပြောပြီးတော့ဇာဟုချင်းရဲ့လက်ထဲကကလေးကိုခေါ်သွားခဲ့ပါတယ်။အကြီးရှာအာလုံးစိတ်ချသွားတဲ့ခါကျတော့မှသူကဖန်တိုင်းပြောပြမှာဖြစ်ပြီးဒီသတင်းကိုတော့အပြင်ကိုမပေါက်ကြားစေဖို့ဂရီတောင်းခံလိုက်ပါတယ်။အကြီးရှာပေါက်ကြားရင်အာလုံးဒုက္ခရောက်ကုန်နိုင်တယ်လို့လည်းပြောလိုက်ပါတယ်။ဆရာတော်ကလည်းဘယ်ဥမှမပေါက်ကြားစေဖို့ဂရီပေးတဲ့အကြောင်းပြန်ပြောပါတယ်။ဒီတော့မှအကြီးရှာကလောင်ရင်သင်္ကေတကစွမ်းဆောင်ရင်မဲ့နေတဲ့ဘီရင်ကြီးကိုကိုးစားပြုတာဖြစ်တယ်လို့ပြောပြပါတယ်။ ဒါတောင်အစားဘီကျူးလို့ခေါ်တဲ့တိုင်းပြည်ကိုပြည်သူတွေကအခုကလေးတိုင်းပြည်လို့ခေါ်ကြတယ်လို့ပြောပါတယ်။ဆရာတော်ထမ်းဘာကြောင့်ပြည်သူတွေကနာမည်ပြောင်းခေါ်တာလဲလို့မေးလိုက်ပါတယ်။အကြီးရှာပြောပြရမှာဘီကျူးဘီရင်ကလွန်ခဲ့တဲ့၃နှစ်ကတောကစားထွက်တဲ့အချိန်မှာမြေခွေးလေးတစ်ကောင်တွေ့တာကြောင့်ဘီရင်အမဲလိုက်တပ်သားတွေကလိုက်ကြအေးဖမ်းကြဆိုညာတန်ဘေးကလိုက်ခဲ့ကြကြောင်းပြောပြပါတယ်။မိတော်မေးလိုက်ကြဟေးလို့အော်ရင်နဲ့လိုက်ခဲ့ရကနေတဏျာရောက်မှာမြေခွေးရဖြတ်ကနေပျောက်သွားခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဘီရင်ကြီးနဲ့အမဲလိုက်တပ်ဖွဲ့ရရုတ်တရက်များစီရှိမှနေမြေခွေးရပျောက်သွားတာကြောင်း စဉ်းစားရခန့်နေကြပါလိမ့်။ဘယင်ဟာမြေခွေးကိုလိုက်ရှာရင်တစ်ပင်ချင်းမှာလှလှလေးလဲနေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါလိမ့်။ဘယင်ကြီးကဆက်ဖြီးဖြီးနဲ့မိန်းကလေးနိုင်မဲ့ဘသူလဲ။ဘယ်မှာနေတာလဲတယောက်ထဲလားဖော်မပါဘူးလားဘာညာနဲ့မေးလိုက်ပါလိမ့်။ကောင်မလေးကလည်းသူမရဲ့နာမည်ကအာပုံရင်းဖြစ်ပြီးတော့မနက်ကအဖိုးစီသွားနေတဲ့လမ်းပြောက်ကလမ်းရှောင်ရင်းနဲ့အနာယူနေတော့မောမောနဲ့လှလှလေးအိပ်ပျော်သွားတာဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်။မင်းကြီးကအာပုံရင်းကိုရှေ့နောက်ရှောက်ပတ်ကြည့်ရှုပြီးတော့ကောင်မလေးကမိုက်တယ်ဟာဆိုပြီးတော့တွေးလိုက်ပါလိမ့်။ အဲ့လိုနဲ့ဘီရင်ကြီးကအဖိုးစီသွားလို့ဘာလို့မှလဲငါဆိုရာရေထဲမှာမှပြောစရာကောင်းတာလို့ပြောပြီးနန်းတော်ထဲမှာရေတွေရှာနေရပြောစရာကြီးလိုက်ခဲ့ပါလားလို့ခေါ်လိုက်ပါတယ်အာဘိုအင်းကနန်းတော်ထဲမှာတကယ်ရေရှာနေတာလားဒါဆိုပါပါနဲ့မမကိုပြန်သွားခုံမယ်လို့ပြောလိုက်ပါတယ်ဘီရင်ကြီးကလည်းမိဘတွေကိုပြောနေဖို့မလိုကြောင်းနဲ့ဒီကိစ္စကိုသူကဖြေရှင်းပေးမှာဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်နောက်မှသူ့လူတွေကိုပြောခိုင်းပြီးတော့နန်းတော်ထဲကိုအခေါ်လွတ်လိုက်မယ်လို့ပြောလိုက်တာပါအဲ့ဒီမှာအာဘိုအင်းကလည်းလိုက်လာပါမယ်တခင်လို့ပြောပြီးတော့ကောက်ကောက်ပါအောင်လိုက်လာခဲ့ပါတော့တယ် ဇုံကသဘောတည်းကြပြီးတော့ဘယင်းကြီးကအာဘုံရင်ကိုကြိုက်သွားတာလားလို့မေးလိုက်ပါတယ်။အာဘုံရင်ကဆက်စီအကတွေတစ်တော့အကတွေအကုန်လုံးကတတ်တော့ဘယင်းရဲ့အိတ်ရာဝင်းအနာယူခြင်းတွေဟာသူ့အတွက်တာယာလွန်းတာကြောင့်မတရားတွေကိုချစ်ခဲ့ရပါတယ်လို့အကြီးရှာကပြောပြပါတယ်။အာဘုံရင်ကလည်းဘယင်းကြီးကိုမတရားဆွဲဆောင်နိုင်တယ်လို့အကြီးရှာကပြောပြလိုက်တာပါ။ဒါကြောင့်မလို့ဘယင်းကြီးနဲ့အာဘုံရင်ဟာတယောက်နဲ့တယောက်ဟာနှစ်ယောက်ဖြစ်သွားကြတယ်လို့ပြောပြလိုက်ပါတယ်။ဆရာတော်ထံကလည်းဒါကောင်းတဲ့လားလားမဟုတ်ကြောင်းရေရွက်ကဟောမီတော်ဖို့လို့ပြောလိုက်ပါတော့တယ်။အဲ့မှာအကြီးရှာဆက်ပြီးတော့ အဲ့ဒီဘရင်ဟာဂျန်နာရီကိုဂူးမဆိုင်တော့ပဲအာဘုံလေးနဲ့ပဲစားအာဘုံလေးနဲ့ပဲအိတ်အာဘုံလေးကိုပဲတူတူရပုတိပုတ်တက်လုပ်ရင်လည်းအာဘုံရင်းလေးအနာကနေမကွဲနိုင်မခွာရဖြစ်နေရတယ်လို့ပြောပြပါတယ်နိုင်ငံတော်ရဲ့ရေးကိစ္စတွေကလည်းအာဘုံရင်းလောက်အေးမကြီးတော့သလိုအဲ့ဒီလိုမျိုးလစ်လူရှူထားလိုက်တယ်လို့ပြောလိုက်ပါတယ်တောင်ညာဆန်မိဖုရားကြီးကိုလည်းမိဖုရားယာကနေအနောက်နှမ်းဆောင်ပို့ကဘာမှမလုပ်တော့ပဲဟုတ်ပါဘူးဘာမှမလုပ်ပေးတော့ပဲထားလိုက်တော့တယ်လို့ပြောပြလာပါတယ်အာဘုံလေးကတော့တောင်ညာဆန်မိဖုရားကြီးရဲ့ယာရူးကိုရယူပြီးတော့ အမြဲတမ်းလှုပ်လှုပ်ဘေးနားမှာထားရှိခဲ့လို့လေယာရှိကပြောလိုက်တာပါဇလန်းကတော့ခုမှစတာဖြစ်ပြီးတော့တောင်ညာဆန်းမဖြစ်ခင်တည်းရဲ့အာဘုံလေးရဲ့မိဖုရားနန်းတပ်ပွဲမှာဘယင်ကြီးကသူ့ကိုအယိုသေးပေးလာတဲ့အာဘုံလေးကိုအယိုသေးပေးစရာမလိုကြောင်းပြောပြီးထားခိုင်းလိုက်ပါလေအဲ့ဒီချိန်မှာပဲပီရှားပီရှားဆိုရင်နမိတ်မကောင်းတဲ့ခေါ်တန်နဲ့အတူတူအမွှေးတွေအကုန်ဖြူနေတဲ့အဖိုးတို့တယောက်ကတောင်မွှေးကိုထောက်ခါဘယင်ကြီးစီကိုရောက်လာခဲ့ပါလေ အဖိုးကဘင်းကြီးကိုဂုံယူချောင်းပြောပြီးတော့နှုတ်ဆက်တဲ့အခါအာဘုံလေးကအဖိုးကြီးဘော်တို့ဖြူစီကိုအမြန်ပြီးသွားပြီးတော့ဒီဘော်တို့ဖြူကြီးကသူ့ရဲ့အဖေဖြစ်တယ်လို့ပြောပြလာပါတယ်။ဘင်းကြီးကဒါဆိုရင်တော့ဖြစ်အမွေးထူအဖိုးဘော်တို့ကဒီနိုင်ငံရဲ့ဖခင်ကြီးယာတူးကိုရယူပြီးတော့နန်းတော်ထဲမှာကြိုက်သလိုသွားလာနိုင်ပါတယ်လို့ခွင့်ပြုလိုက်ပါတော့တယ်။အာဘုံလေးကလည်းဂျေဆုတင်ပါတယ်ရှဲရှဲပီရှားလို့ပြောပြီးတော့ဘင်းကြီးရဲ့ရေးပိတ်မှုကိုအတိမတ်ပြန်ပြုတ်လိုက်ပါတယ်။အာဘုံလေးရဲ့ဖခင်ကလည်းရှဲရှဲပီရှားလို့ပြောပြီးတော့အတိပဲရှိတဲ့အပြုံးထုကိုပြုံးလိုက်တော့တာပါ။အမအကြီးရှာဆက်လက်ပြောပြရမှာတော့ ဘော်တို့ဖြူကနန်းတော်ရဲ့ဖခင်ယာတုကိုယာပြီးတဲ့အခါမှာအရေးမွေးဖြူဘော်တို့ဖြူကြီးဟာနန်းတော်ရဲ့ဖွယ်သီးပုံခြေကံဥပဒေတွေကိုလိုက်နာမှုမရှိဘဲဗယံမာရာတွေရှောက်လုံနေခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ထင်ရတွေရှောက်လုံနေတဲ့ဘော်တို့ဖြူကိုဘသူကမှပြောရေးဆိုခွင့်မရှိခဲ့ကြောင်းကိုအကြီးရှာကပြောပြလာပါတယ်။ဇုံခုံကဖြတ်ပြီးတော့အဲ့ဒီဘော်တို့ဖြူကဘသူလဲဘလို့လူမလို့တဲလို့မေးတဲ့အခါမှာသူကစားပေသမားရောင်ရောင်အမှုပညာသမားရောင်ရောင်အမောင်းတောင်မန်းမြောင်မန်းမသိကလိကျင်တာကလိနေတဲ့သူလို့ထင်ရကြောင်းသူနယ်နဲ့တစ်ခါတစ်ခါစုံမှုကြောင်းအကြီးရှာကပြောပြပါတယ်။ ။ဇုံခုံကတော့အခြေအနေရရကိုစဉ်းစားပြီးတော့အဲ့ဒီလူကကဝေတယောက်ဖြစ်နိုင်ကြောင်းပြောပြလာပါတယ်။အရေးရှာကဆက်ပြီးတော့ပြောပြအမှာဘရင်ကြီးဟာနေနေညညဥယျာဉ်တော်ထဲမှာအာဘုံရင်းကလေးနဲ့သာ အချိန်တွေကုန်နေခဲ့လို့ပြောလိုက်ပါတယ်။ဘရင်ကမမောနိုင်မပန်းနိုင်ဘဝမကူရေမရှူပဲချွေးတလုံးလုံးနဲ့ရက်တော်ဆက်ကတ်သူတွေညောင်းရအောင်ပျော်ရွှင်နေတဲ့အကြောင်းအရေးရှာကပြောပြပါတယ်။ဘရင်ကညီလာခံကိုလည်းမဝင်တော့ပဲနောက်ပိုင်းမှာတဖြည်းဖြည်းအားတွေနှဲလာပြီးတော့အစာလည်းမစားတော့ပဲရှိနေပါတော့တယ်။ မိဖုရားဖြစ်တဲ့အာဘုံကြီးရောက်လာတော့မှအနံလေးရှူပြီးတော့ဒူထဏောင်ဖြစ်လာခဲ့တယ်လို့အကြီးရှာကပြောပြလိုက်ပါတယ်။ဆရာတော်ကတော့ဒီဘုံတိုင်းသာဆိုလို့ရှိရင်ဘရင်ကြီးပီရှားကတေသွားနိုင်တာပေါ့လို့ပြောလိုက်ပါတယ်။ဆရာတော်ကပဲဆက်ပြီးတော့ဈေးဆရာကြီးနဲ့မပြဘူးလားလို့အကြီးရှာကမေးလိုက်တာပါ။အကြီးရှာပြောပြကြရနန်းတွင်သမားတော်တွေပြင်လက်လန်းမီယာစွမ်းထသမားတော်တွေကိုခေါ်ယူကကုသခဲ့ပြီမလဲ။ကုသနိုင်မဲ့နီလန်းကိုမတွေ့ခဲ့ရကြောင်းကိုပြောပြပါတယ်။ဘာကြောင့်မလို့ကုရနတ်တိဈေးမရှိဖြစ်နေရတာလဲလို့မေးတဲ့အခါအကြီးရှာက ဘော်ရိုးဖြူကတော့သူအားဒီယောဂါကုသနေရဲ့လွတ်ဝတ်ချက်ကိုသိတယ်လို့ပြောခဲ့ကြောင်းပြောပြလိုက်ပါတယ်။အီးရှာကသူတို့ဟာဈေးကုသဖို့အတွက်လိုအပ်တာတွေကိုရှာဖွေပေးခဲ့တာဖြစ်ပြီးဈေးကုသဖို့အတွက်ကဈေးတစ်ဖုံလိုနေတယ်လို့ပြောကြောင်းပြောပြလာပါတယ်။ဆရာတော်ကသူကဘာဈေးတမဲ့လိုအပ်တာလဲလို့မေးတဲ့အခါအီးရှာကဘော်ရိုးဖြူရဲ့ပြောပြချက်ကကလေးပေါင်း1114ယောက်ရဲ့အသေးတွေလိုအပ်တာဖြစ်တယ်လို့ပြောပြလိုက်ပါတော့တယ်။အဲ့လိုပြောတဲ့အခါပါကျဲပါဝင်အားလုံးလဲအံဩထိတ်လန့်သွားကြပြီးတော့ဘလူတောင်လားဟာလို့မေးလိုက်ပါတော့တယ် ဘလိုတောင်လဲဆိုတာမသိရပေမဲ့အဲ့ဒီအသေးထောင်၁၁ခုနဲ့ဖော်ဆက်တဲ့ဈေးကသာဘယင်ကြီးရဲ့ယောဂါကိုကူးသားနိုင်မှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဇာဟုတ်ချင်းကဒါလားဟာတမားတော်လို့ပြောတဲ့အခါကလေးထောင်၁၁၁ရောက်ရဲ့အသက်နဲ့အသေးကိုထုံယူမဲ့သူကတမားတော်ဖြစ်နိုင်ပါမလားလို့ပြောလိုက်ပြန်ပါတယ်။အဲ့ဒီတိုင်းသာတမားတော်ဖြစ်ကြီးဆိုပါကသူသာကူးသားလိုက်ရင်ဘုရားတော်ဖြစ်နေပြီလို့ဝူခုံးကဖျက်ပြောလိုက်တာပါ။ပါကျဲလေသူ့ရဲ့ကိုကြီးဆုံးခုံးသာဆိုရင်ဖရားဖြစ်နေလောက်ပြီလို့ဝင်ပြီးတော့ထောက်ခံပေးပါတယ်။ဝူခေါင်းကအဲ့ဒီလူကကဝေဘလူးမိစ္ဆာယူဖြစ်ကြောင်းပြောပြီးတော့ ူဟာဘယင်ကြီးကိုဖမ်းဆီးနေတာဖြစ်နိုင်တယ်လို့ပြောပြလိုက်ပါတယ်။လောင်ဝင်ထဲကကလေးတွေကတော့1131ယောက်ပြည့်အောင်နေပေါင်းဆောင်ကနေဖမ်းဆုထားတဲ့ကလေးတွေဖြစ်ကြောင်းအဲ့ဒီကလေးတွေကအသက်ခံဖို့အတွက်စောင့်နေကြတာဖြစ်ကြောင်းအကြီးအကျယ်ကပြောပြလိုက်ပါတယ်။ဒီသတင်းကိုကြားတဲ့ဆရာတော်ကသူ့ရဲ့မိဘတွေဟာဖြင့်ဘလောက်တောင်ရင်နဲ့ခံစားနေရမလဲလို့ရေရွတ်လိုက်ပါတယ်။ဒါတွေကိုလွန်ဆန်မှုသူတို့ကိုကယ်တင်ဖို့အတွက်ဘသူကမှဘယင်အမိန့်ကိုမလွန်ဆန်ရဲတာတောင်လူဝင်မှုကအကြီးအကျယ်ကပြောပြလိုက်ပါတော့တယ်။ဘယင်အမိန့်ကလည်းလွန်ဆန်တဲ့လူမှန်သမျှကို မျိုးစင်ဆက်တတ်ပြရမယ်လို့အမိထုတ်ထားတာကြောင့်ဖြစ်တယ်လို့ရီရှာကပြောပြပါတယ်။အရီရှာဒီကိစ္စတွေကိုမေးထားလိုက်ပြီးတော့မနက်ဖြန်မှာခီးသွွားခွင့်ကိုရအောင်စီစဉ်ပေးမှာဖြစ်တဲ့တော့အန်ရယ်ကင်းကင်းနဲ့အနားယူကြဖို့ပြောလိုက်ပါတယ်။တပတ်ကနန်းတော်ထဲမှာတော့အာဘုံကဘီရင်ကြီးကိုစို့ပြုတ်တိုက်နေခဲ့ပါတယ်။ဘီရင်ကြီးကတော့သူ့ရဲ့အမိနဲ့ကလေးသေးထောင်းတရာတစ်ဆက်တစ်ခုရပြီလားလို့အာဘုံကိုမေးလိုက်ပါတယ်။အာဘုံကအကုန်လုံးအစင်းသေးဖြစ်နေပြီးတော့မနက်ဖြန်မှာစပြီးစေးဖို့ဆက်တော့မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ ဘီရင်ကြီးကသူ့ရဲ့ယောဂါပျောက်သွားတဲ့အခါဘော်ရိုးပြူကိုကျေးဇူးတင်ရမယ်လို့အာဘုံဝင်းကိုပြောတော့အာဘုံဝင်းကဘီရင်ကြီးကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပါတယ်။ဆရာတော်ကတော့ညနေရကြားလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တွေးနေအများကြီးနဲ့အိမ်မပြောနိုင်ပဲစာဖတ်နေခဲ့ပါတယ်။ဘီရင်ဆိုကို့အတွက်တာယာဖို့တခြားကလေးတွေမြောင်များစွာကိုတော့တတ်တဲ့ဘီရင်ပဲဆိုပြီးတော့ချိန်မနိုင်ခဲမရဖြစ်နေတာပါ။ဘာကျဲကတော့မအိပ်ပဲနဲ့တခြားသူရဲ့အရေးတွေးနေပြန်ပြီလား။သူနိုင်ငံသူတွေကိုသူတက်ပြစ်တာပဲဆရာတော်နေနဲ့အနေသာကြီးပါပဲလို့သင်ငန်းခောက်ရင်လည်းဆရာတော်ကိုလှမ်းပြောနေပါလိမ့် ဆရာတော်ကဘယ်နေရာဘယ်ဒေသကပဲဖြစ်ဖြစ်မိဘချင်းမိဘတွေရဲ့ခံစားချက်ချင်းကတူတူပါပဲလို့ပြောလိုက်ပါတယ်။စာအုပ်ချင်းကလည်းလူအသေးကိုလူပြန်စားလို့ယောဂါပြောင်းမယ်ဆိုတာမဖြစ်နိုင်ကြောင်းဝင်ပြောပါတယ်။ဘူခေါ်တော့မနိုင်ပြန်ပတ်စဖို့မှာလက်မှတ်ဝင်ထိုးခိုင်းနေအဲ့ဒီဘော်တို့ပြူဘလောက်စွမ်းလဲလို့တစ်ချက်ရှိုးလိုက်အောင်မယ်လို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာမျိုးသားငယ်တယောက်ကနန်းတွင်းထဲကိုရောက်လာပြီးတော့မိဖုရားအာဘုံရင်ကလည်းနန်းတော်ခန်းမှာဇောင်းထဲကနေထွက်လာပါတယ်။မျိုးသားငယ်ကမိဖုရားနောက်ကနေတိုင်းဖက်လိုက်တော့မိဖုရားလန့်သွားပြီးတော့မျိုးသားကိုခြောက်ပြန်ပြီလို့ပြောလိုက်ပါတယ်။ အမျိုးသားသူ၆လားမ၆လားဆိုတာမိဖုရားကြီးအာဘုံသာအတိဆုံးဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်မျိုးသားငယ်ဟိုခရမ်းသီးမိဘုတ်ကောင်ကြီးအိတ်နေပြီလားလို့မေးလိုက်တော့မိဖုရားအာဘုံကအိတ်နေဖြစ်တဲ့အကြောင်းပြောတဲ့အခါမျိုးသားငယ်ကမိဖုရားကိုခြုံတစ်ခုတည်းကိုဆွဲခေါ်သွားပါတော့တယ်လူငယ်ကဟိုဟာကြီးကဘယ်တော့လောက်သေးပါလဲလို့မေးလိုက်တော့အာဘုံကမကြာခင်သေတော့မှဖြစ်ကြောင်းနှစ်သိမ့်လိုက်ပါတယ်လူငယ်ကဘရင်ကြီးမြန်မြန်သေမှသူကဘရင်ဖြစ်မယ်အကြောင်းကိုလည်းတီးလို့ပြောလိုက်တာပါအာဘုံကမိဖုရားဆက်လုပ်ဖို့ပြောရင်းနဲ့တယောက်နဲ့တယောက်ဘရင်ကြီးရဲ့မိဖုရားကြီးရဲ့ ။ဘယင်နဲ့မိဖုရားလှုပ်တန်းဆော့ကစားနေပြောနေကြပါလေ။အဲဒီအချိန်မှာပဲကိုလှုပ်တော်တယောက်ရောက်လာပြီးတော့မိဖုရားကိုအထိတ်လန့်နဲ့လှမ်းခေါ်ပါလေ။လူငယ်ကလည်းမျက်လဲပြလိုက်သလိုဘော်တော်ပြူပြင်းနဲ့ချက်ချင်းပဲအသွင်ပြောင်းသွားခဲ့တာပါ။ကိုလှုပ်တော်ကလည်းဘယင်ကြီးနိုးလာပြီးတော့သူတို့လည်းအစွမ်းကုန်ပြုစုထားကမောနေပေမဲ့လည်းမိဖုရားကြီးကိုသာရှာဖွေနေကြောင်းပြောလာပါလေ။မိဖုရားကြီးကလည်းဘယင်ကြီးစီကိုအမြန်ပြေးသွားလိုက်ပါလေ။ဘော်တို့ပြူကလည်းနောက်ကနေလိုက်လာကဘင်းကြီးရဲ့အခြေအနေကိုလာပြီးတော့ကြည့်ပါလေ။ဘင်းကလည်းမနှက်ဖြန်ကြသူ့ကိုဈေးကူပေးမှလားလို့ပြောတဲ့အခါဘော်တို့ပြူက အာကြကြမှာသူ့ရဲ့စေးစွမ်းကြည့်ကြသေးတာဗောလို့အာဘေးစကားပြောလိုက်ပါတယ်။နောက်နေ့မနေ့ကိုရောက်တဲ့ခါမှာတော့ဆရာတော်ထန်ဆန်းဦးဆောင်တဲ့အဖွဲ့ဟာနိုင်မြင်ကိုပတ်စပို့မှာလက်မှတ်ထိုးဖို့သူ့ရဲ့ကျိုင်းတော်ကြီးကိုကိုင်းကားခြစ်တက်လာခဲ့ပါတယ်။ဘယင်းနဲ့တွေ့တော်မူတဲ့ခါသူဟာအရှိဘက်ထန်နိုင်ငံကနေအနောက်ဘက်မြစ်စီမဒေသမှာကျန်းစာရီကိုသွားပင့်ဖို့ဒီဘီဂျူးနိုင်ငံအတွက်ဖြတ်တန်းခွင့်လက်မှတ်လာယူခဲ့တာဖြစ်တယ်လို့ပြောပြလာပါတယ်။ဘယင်းကလည်းဆရာတော်ကိုထိုင်ခိုင်းပြီးတော့ထိုင်ပြီးနဲ့ယဉ်ကျေးမှုတိုးတက်ကြောင်းသတင်းကဖုန်းတော်ကြီးထန်ကြောင့်မွေးပြန့်နေရပါပြီလို့ပြန်လည်ပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဆရာတော်ကလက်မှတ်ထိုးပေးဖို့စာအုပ်ကိုထုတ်ပေးချိန်မှာပဲတကားမရှိဒါမရှိတဲ့ဗော်ရိုးပြူကဆက်အဆုနဲ့ရောက်ချလာပါလေဗော်ရိုးပြူကညီလာခံသပင်နန်းရင်မြင်ကိုရောက်မလာတာကြာပြီဖြစ်တဲ့အတွက်ဘရင်ကြီးကိုနန်းတော်ညီလာခံမှာတွေ့ရတာကြောင့်အံ့ဩနေပါလေအဲ့တော့မှဘရင်ကထန်နိုင်ငံလာတဲ့ထန်ကိုယ်တော်ဖူးတွေ့အောင်ညီလာခံတက်လာခဲ့တာဖြစ်တယ်လို့ပြန်ပြောလိုက်ပါလေဆရာတော်ထန်ဆန်းကျန်းစာသွားပေးမယ်ကြောင်းပြောလိုက်တဲ့အခါဗော်ရိုးပြူကဘာကျန်းစာလဲဘလောက်ထိအဖိုးတန်နေလို့ဘာကြောင့်ဒီလောက်တောင်ဒုက္ခတွေခံပြီးတော့သွားယူရတာလဲလို့မေးလိုက်ပါတယ် ဆရာတော်ကလည်းအဲ့ဒီမျက်စိမှာဒေတာမှာဘာသာတရားအရန်ကိုထွန်းကားနေပြီလို့ပြန်ပြောလိုက်ပါတယ်။ဘီရင်ကြီးကဖရာရဲ့တပည့်တွေကဘုန်းကြီးတွေကြီးပဲလားတတလုံးဘုန်းကြီးလောက်ကြတာလားလို့မေးလိုက်ပါတယ်။ဆရာတော်ထန်ဆန်းကဖရာရဲ့သားတော်အစ်စ်ယဟန်တွေဟာချစ်ချင်းမုံချင်းကင်းကလူပေါင်းလောကကိုစွန့်ပြစ်ခဲ့ကြသူတွေဖြစ်တာကြောင့်တတလုံးနေနိုင်ကြပါတယ်လို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်။အဲ့မှာဘော်တော့ပြူကထလာပြီးတော့ဆရာတော်ထန်ဆန်းကလည်းလေးကျင်းနေသူဖြစ်တာကြောင့်သူနယ်ပဲရှင်ကြည်စမ်းပါအောင်လို့ပြောပါတယ်။သူတို့တရားကတော့အသက်ရှင်ရှင်နေနိုင်ခြင်းဟာ လောကကိုအောင်နိုင်ခြင်းဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဇာတော်ထံကတော့သူ့အတွက်တရားကတော့လောဘဒေါသမောဟနေနိုင်သမျှနေအောင်ချိုးချံစူးစမ်းပြီးတော့ပေါ့ပေါ့ပပနဲ့ဘဝကိုဖြတ်တန်းဖို့ဖြစ်ပါတယ်လို့ပြောလာခဲ့ပါတယ်။ဘောရုပ်ပြုကတော့မကောင်းမှုတွေကိုဖယ်ရှားပြီးတော့အသက်ရှိရှိချမ်းချမ်းသာသာအနာမဲစွာနေနိုင်ရင်သာသူ့ရဲ့တရားဖြစ်တယ်လို့ပြန်ပြောပါတယ်။ဇာတော်ကတော့သူကြားဘူးလို့လေ့ကျင့်နေတဲ့တရားကတော့ခွင့်လို့ချင်းနဲ့စွန့်လို့အနစ်နာခံခြင်းကသူ့အတွက်ပေါ်ပါလွတ်လပ်စေတဲ့တရားဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်။ ဘော်ရူဗျူကတော့မကောင်းမှုတွေကိုမလုပ်ကြဖို့ပြောနေတယ်ဆရာတော်ကလည်းမကောင်းမှုတွေကရုံမထွက်နိုင်သေးတာမှားရွေးနဲ့တရားဖြစ်နေတယ်လို့ဆရာတော်ထံကိုပြန်ပြောပါတယ်ဆရာတော်ထံကလောကရဲ့လဲစားမှုကြောင့်တန်လျက်ကိုရေထင်းရွှေသမင်းလိုက်မှအမားကိုအမှန်ထင်အမောင်းကိုအလင်းလိုတာယာနေကြတဲ့လူသားတွေသာဖြစ်ပါတယ်လို့ဆရာတော်ကပြန်ပြီးတရားဟောပြလိုက်ပါတယ်ဘော်ရူဗျူကတော့ကံတရားကိုတော့နားမလဲတဲ့ဆရာတော်ပဲလို့ဆရာတော်ထံကိုပြောလိုက်တာပါဘော်ရူဗျူကတော့ကောင်းခြင်းဆိုးခြင်းဆိုတာကိုသူကသာဖန်ဆင်းမှဖြစ်ပြီး ူကောင်းရင်ကောင်းမယ်သူဆိုရင်ဆိုမယ်ဒါဟာသူ့ရဲ့တရားသာ ဖြစ်တယ်လို့ပြောပြန်ပါတယ်ဆရာတော်ထံကဆက်ပြီးတော့ညင်းမနေတော့ပဲသူကတော့ဖရားရဲ့နောက်လိုက်တာဖြစ်ပါတယ်လို့ရှော့ချပေးလိုက်ပါတယ်အဲဒီချိန်မှာပဲအချိန်ကြာပြီဖြစ်တာကြောင့်လာဝင်တဲ့ကလေးတွေကိုခေါ်ခဲ့လို့အမိန်ပေးလိုက်တဲ့အခါဆရာတော်လည်းလမ်းပြန်သွားပါတယ်ဘီရင်ကြီးကလည်းအမြန်ယူလာခဲ့ဖို့အမိန်ပေးလိုက်တာပါဆရာတော်ထံဆန်းတော့ဘော်ရိုးပြူကမိစားသာ ဖြစ်တယ်သူပြန်လာခဲ့မယ်ဆိုရင်ဆုံးခုံးရဲ့စကားကိုပြန်ပြီးတော့ကြားအောင်နေပါတယ် ဘတ်ဖုံမှာလက်မှတ်ထိုးပြီးတဲ့အခါဆရာတော်ကဘီရင်ကြီးကိုကျမ်းမာယူဂရုစိုက်ဖို့မှာကြရင်ခရီးဆက်ဖို့ပြန်ထွက်လာခဲ့ပါတယ်။ရဲမတွေကဖမ်းဆီးထားတဲ့ကလေးတွေကိုယူဖို့မျိုးထဲမှာတောင်းယူခိုင်းထားတယ်။အိမ်ရေစီကိုထွက်လာခဲ့ပါတယ်။ကလေးတွေကိုယူဆောင်ဖို့အတွက်ချင်းတွေကိုယူလိုက်တိုင်းမှာကလေးချင်းတွေဟာလေပင်နိုင်အောင်ကောင်းကင်ဘုံပြန်တက်သွားကြပါတယ်။အာဘုံရင်းကအပြင်ကိုထွက်ကြည့်ဖို့ကြိုးစားတဲ့အခါခန်းဝါမမြင်ရတဲ့အရာတစ်ခုကသူမကိုတားဆီးထားပါတယ်။ပါချင်းနဲ့စာအုပ်ချင်းကတော့လေတွေတိုက်လာကြောင်းတကားတွေကိုအတင်းပိတ်လိုက်ရပါတယ်။ ကလေးတွေကိုသွားသေးတဲ့ရဲမက်ကအ мян ပြောင်းလာပြီးတော့လေပင်မုန်တိုင်းကြောင့်ကလေးတွေကလေနဲ့တူပျောက်သွားကုန်ပြီဖြစ်ကြောင်းကိုပြောပြလာပါတယ်။ဗော်ဒူဗျူကလည်းခေသူမုတ်တွေတော့လေတိုင်းမတိုင်းကြီးလိုက်တဲ့အခါလေငိန်နေမှန်းသိလိုက်ရတာပါ။ကလေးတွေပျောက်သွားတာကိုသိလိုက်တဲ့ဘရင်ကြီးကခေါင်းငိုက်ဆိုင်ချပြီးတော့စိတ်ညစ်သွားပါတယ်။ဘရင်ကြီးကဘယ်လိုဆက်လုပ်မလဲ။ကလေးတွေကိုထပ်ပြီးတော့ဖမ်းရအောင်မလားလို့မေးတဲ့အခါဗော်ဒူဗျူကဒီထပ်ပိုကောင်းတဲ့နှီးကို တွေ့ရပြီဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။ဘရင်ကြီးအကြောင်းမေးလိုက်တဲ့အခါထန်ကိုတော်ဘွာပေါင်းများစွာ နှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အသေးတစ်ခုကကလေးထောင်ရဲ့အသေးထထောင်ပို့ပြီးတော့ကောင်းသေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဘီရင်ကတော့ကျန်းစာသွားပေးမယ်ဖုန်းကြီးကိုတတ်ဖို့ကတင်တော်ပါမလားလို့မေးတဲ့အခါဘော်တို့ပြူကဘီရင်ကြီးသက်ရှိဖို့သာအဓိကဖြစ်တယ်လေလို့ပြောလာခဲ့ပါတယ်။အဲတော့လေဘီရင်ကပြောပြောကသာစောခဲ့လို့ရှိရင်ခီးမလုံးငယ်ဖမ်းထားလို့ရတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။နောက်တော့ဘော်တို့ပြူရဲ့အကြံပေးချက်တိုင်းဘုံတော်ကြီးထံကိုနှုတ်ဆက်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။ဆရာတော်ကအခန်းကိုပြန်ဝတဲ့အခါဘော်တို့ပြူကမိစ္ဆာဖြစ်ကြောင်းဝူခုံးရဲ့ပြောပြချက်ရာ ိရတယ်လို့ပါကျဲနဲ့စာအုပ်ချင်းကိုပြန်ပြောပြပါတယ်။ပါကျဲကတော့အကြီးရှာကြီးပြောပြနေကြတဲ့ကဘော်ရိုဘီဝါမိစာဖြစ်တဲ့ကြောင့်သူကရိတ်မိနေပြီးသားလို့ပြောလိုက်ပါတယ်။မကြာခင်မှာပဲဝူခုံပြန်အောင်လာပြီးတော့သူကလေးတွေကိုလေးနဲ့ဆွဲပြီးတော့အကုန်လုံးကယ်တင်ထားလိုက်ဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။ဝူခုံရဲ့ပြောပြချက်ရဘော်ရိုဘီဝါနောက်ထပ်ပလန်ဘီဖြစ်နေဆရာတော်ထန့်ကိုဖမ်းဖို့စူးစမ်းနေဖြစ်ကြောင်းလည်းပြောပြလိုက်တာပါ။ပါကျဲနဲ့စာအုပ်ချင်းကလည်းချိန်နေတော်တော်ဆိုးနေကြောင်းဆရာတော်ကိုကယ်တင်ရတော့မှဖြစ်ကြောင်းတိုင်ပင်နေကြပါတယ်။ ။ဇာအုပ်ချင်းကသူတို့သာဒီတိုင်းထွက်သွားခဲ့မယ်ဆိုရင်ကလေးတွေဒုက္ခအောက်တော့မှာဖြစ်ပြီးဒီနေရာမှာဆက်ရှိနေမယ်ဆိုရင်လည်းဆရာတော်ကဖန်းစားခံရတော့မှာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။ဆရာတော်ကဘလို့တွေလောက်ကြမလဲလို့ဝူခုံးကိုမေးလိုက်တဲ့အခါဝူခုံးကကူညီမယ်ဆိုရင်တော့ဆရာတော်တို့ကနည်းနည်းပင်ပန်းနိုင်တယ်လို့ပြောပါတယ်။ဆရာတော်ကအားလုံးကောင်းမှုတွတ်တော့ဘာဖြစ်ဖြစ်ရပါတယ်လို့ပြောလိုက်တာပါ။ဇုံခွန်ကပါကျဲကိုရှင်စေးနဲ့နဲ့သွားယူပြီးအကြံပေးလိုက်ပါတယ်။ဇုံခွန်ကရှင်စေးသွားယူတဲ့ပါကျဲကိုရှင်ပြဲပြဲလေးယူခဲ့ဖို့လဲလှမ်းអော်လိုက်ပါတယ်။ ။ဘာကျဲကကိုကကိုသွားယူပါလားဘာညာဆိုပြီးတော့ပွားစီပွားစီလုံးနေသေးတာပါ။အဲဒီအချိန်မှာရဲမတ်တွေလာနေကြတော့ဝူခေါကလမ်းမြင်လိုက်ရပြီးတကားကိုမြန်ပိတ်လိုက်ရပါလိမ့်။ရှုံးပြပြရှာနေတဲ့ဘာကျဲကတော့ရှုံးကြောက်တွေးကိုသာတွေးရတာကြောင့်ရှုံးဆိုဖြစ်စေဖို့အတွက်ရွေပြုံကရေသွုံကသင်းနဲ့ပန်းမလိုက်ပါလိမ့်။ရဲမတ်တွေကတော့ဆရာတော်ထန်ဆန်းတို့နားနေရာကိုလေးဘက်လေးတန်းဝိုင်းထားလိုက်ပါပြီ။ဘာကျဲကရှုံးနေကိုသေးပန်းပြီးပြော့သွားတော့မှတူးယူလာခဲ့လိုက်ပါလိမ့်။ရဲမတ်တွေနဲ့စစ်သူကြီးကတော့ဆရာတော်တဲခိုရအောင်တကားကိုခောက်လိုက်ပါလိမ့်။ အရေးချာကြီးကတကားဖွင့်ပေးတဲ့အခါစေသူကြီးကဆရာတော်ထန်ဆန်းဆိုတာရှိသလားလို့မေးလိုက်ပါတယ်။ဘာကျဲကတူးလာတဲ့ရှုံးလေးဝူခုံးဝင်ပေးလိုက်ပါတယ်။ဝူခုံးကရှုံးပြောတွေကိုရေနေနဲ့ထပ်ရောပြီးဆရာတော်ရဲ့မျက်နှာကိုသုံးလင်းကအနေငယ်နမ်းမဲ့တော့သီးခံပေးဖို့ပြောလိုက်ပါတယ်။ဆရာတော်ကဘာနဲ့လဲလို့မေးတော့ဒီချိန်တွေခေါင်းခေါင်းမှာပါကျဲကရှုံးပြောကိုဘယ်လိုကြိုးစားပြီးရှာမလဲလို့ပြောလိုက်တာပါ။နောက်တော့ဇုံခုံးကဆရာတော်ကိုသူ့ရဲ့ပုံစံပြောင်းလိုက်ပြီးသူ့ကိုသူ့ကိုတော့ဆရာတော်ပုံစံကိုပြောင်းပြလိုက်ပါတယ်။ဆရာတော်နဲ့ပါကျဲကပြောင်းလဲပြီးသွားချိန်မှာတော့ ဂျူပါတဲကရဲမတ်တွေကိုတကားဖွင့်ပေးလိုက်ရပါလေရဲမတ်တွေကဆရာတော်ကိုဘရင်ကနှုတ်ဆက်ဖို့ကိစ္စရှိတာကြောင့်အဲ့ဒီလိုပြောပြီးတော့နန်းတော်တဲကိုနောက်တစ်ခေါက်ပြန်ခေါ်သွားခဲ့ပါလေဇုံခုံသွင်ပြောင်းထားတဲ့ဆရာတော်ကဖျားသာရွတ်ပြီးတော့ကြံနေခဲ့ပါလေဆရာတော်သွင်ပြောင်းထားတဲ့ဝူခုံကတော့နန်းတော်ညီလာခံရှိရာကိုခုံပေါက်ပြီးတော့ဝင်သွားခဲ့တာပါအာမုံရင်ကတော့ဆရာတော်လာပြီဆိုတဲ့ကြောင်းဘော်လိုပြူကိုမျက်နှာရိပ်ပြလိုက်ပါလေဘော်လိုပြူကတော့ဆရာတော်ကလေးစားလောက်ဆရာအနစ်နာခံနိုင်သူကိုကျင်းစာတရားရှိသူစွန့်လွတ်တတ်သူပေးဆက်နိုင်သူ သူတစ်ပါးကြိုတဲ့ဘိုးသူဖြစ်တာကြောင့်အကူအညီတစ်ခုလောက်တောင်းကျင်တဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။ဆရာတော်ကလည်းသူ့မှာတန်ဖိုးရှိတာပါမရှိတော့ပြောလိုက်တဲ့အခါဘော်လုံးပြူကဆရာတော်ရဲ့အသေးကိုဆေးဖော်ဖို့အတွက်မျှဝေပေးပါလို့တောင်းဆိုလိုက်တာပါ။ဆရာတော်ကလည်းဒါလေးများဒါလေးများလာပြီးတော့ပြောနေရသေးတယ်ဘော်တို့ရဲ့ဆိုပြီးတော့ပကံတစ်ချက်တောင်းလိုက်တာပါ။ဘော်တို့နဲ့ဘီရင်တို့ကဖုန်းကြီးယူသွားပြီလားဟာလို့တွေးနေတော့မှာပဲ။ဆရာတော်ကသူ့ရဲ့အသေးနှလုံးတွေတလုံးပြီးလုံးအန်ချထုတ်ပေးလိုက်တာပါ။ဆရာတော်ကဒီနှလုံးသားကဘုရားကိုယုံတဲ့အသေး ဒီနှလုံးသားကတခြားသူတွေကိုကယ်တင်ပေးမယ်အသေးဒီနှလုံးသားကစွန့်လွတ်နိုင်တဲ့အသေးဒီနှလုံးသားကပေးဆက်သူတို့အသေးစားတဲ့အသေးပေါင်းများစွာကိုအန်ထုတ်ချပေးလိုက်ပါလေအသေးမဲတော့မပါဘူးအသေးမဲကတော့ဘော်ရိုးပြူနဲ့အာဘုံရင်မှရှိမှာပေါ့လို့ပြောပြီးအသေးဖန်းနဲ့ပေါက်လိုက်ပါလေဘော်ရိုးပြူကအာဘုံရင်ကိုခေါ်ပြီးတော့ဝူခုံးမှန်းတိသွားတာကြောင့်ကိုရောင်ဖျောက်ကထွက်ပြေးသွားကြပါတော့လေအမဘီးကြီးကလည်းကြောက်လိုက်ပြီးတော့ပလင်နောက်ကိုဝင်ပုန်းနေရတာဝူခုံးကခေါ်ထုတ်ရင်းနဲ့ဘယင်မိုက်သူတို့လာလာတီးထန်းနောက်ကျရင်ဒင်းပင်နေပြီလို့ပြောလိုက်တာပါ ဘီရင်ကြီးကလည်းသူ့ကိုခွင့်လွှတ်ဖို့နဲ့ကျေးဇူးတင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဘီရင်ကမနက်ကလာတဲ့ဆရာတော်ကဒီလိုပုံမှုံကြောင်းပြောတဲ့အခါဝူကောကမနက်ကလာတာသူ့ရဲ့ဆရာဖြစ်ပြီးတော့သူကတော့ပထမတပည့်ကြီးမြောင်းဘီရင်ဆိုးဝန်ကုံဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဘီရင်ကဆရာတော်ကိုစားခြင်းနဲ့လို့ပြောတာကြောင့်သူကမိစားဖမ်းမှုလိုက်လာခဲ့တာဖြစ်တယ်လို့ပြောလိုက်ပါတယ်။စုံခွာဆရာတော်ကိုသွားတောင်းပန်မှုပြောလိုက်ပြီးတော့သူကတော့မိစာသွားဖမ်းမှာဖြစ်ကြောင်းပြောကမိစာတွေဘယ်ကနေတွေ့ခဲ့တာလဲလို့မေးလိုက်ပါတယ်။ဘီရင်ကပြောခြင်းသလိုမပြောခြင်းသလိုနဲ့ တောင်ဘက်တောထဲကဝက်တိချပင်အောက်မှာတွေ့ခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဇုံခုံကလည်းဘော်ဒိုပြူနဲ့အာဘိုဝင်းနောက်ကိုလာရင်လည်းဘော်ဒိုကဂိတ်ပေါက်တစ်ခုကိုဖန်ဆင်းကဂိတ်ထဲကိုဝင်ပြီးတော့ဂိတ်ရောလူတွေပါပျောက်သွားခဲ့ပါတယ်။ဘာသေးကလည်းဝူခုံရဲ့နောက်ကိုအမြန်လိုက်လာခဲ့တာပါ။ဝူခုံကမိစားနှကောင်ကိုမျက်ခြေပြတ်သွားခဲ့ပါတယ်။ဇုံခုံကဟိုဒီလိုက်ရှာတဲ့အခါဘာသေးကဘာလုပ်နေရလဲလို့မေးလိုက်တာကြောင့်ဇုံခုံကမိစားတွေကိုလိုက်ရှာနေတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဘာသေးကလည်းတုံးချင်းတဲ့နေရာဆိုရင်နှစ်ယောက်မရှိအောင်တုံးတဲ့ ဝူခုံးလို့ပြောလိုက်ပြီးတော့မြေဆောင်နှက်ကိုခေါ်ခိုင်းလိုက်တာပါအဲတော့မှဝူခုံးကမြေဆောင်နှက်ကိုသတိရပြီးတော့သူ့ရဲ့တန်တုံးနဲ့ရိုက်ကဆင်းခေါ်လိုက်ပါတော့တယ်မြေဆောင်နှက်ရောက်လာတဲ့ခါမှတော့သူရှာနဲ့မိစ္ဆာနှက်ကောင်ကဘဲကောင်းနေလဲလို့မေးလိုက်ပါတယ်မြေဆောင်နှက်ကသူတို့ကလွန်ခဲ့တဲ့နှစ်နှစ်ကရောက်လာပြီးတော့ဂျင်ဟူနန်းဘက်မှနေကြအောင်ပြောပြလိုက်ပါတယ်ဂျင်ဟူနန်းဘက်မှလဲလို့မေးတဲ့ခါမြေဆောင်နှက်ကသူလိုက်ဖို့ပေးမယ်လို့ပြောတာကြောင့်ဇုံခုံးတို့ကလိုက်သွားခဲ့ပါတယ်ဝတ်တိချပင်ပင်ရှိကိုရောက်တဲ့ခါမှာမြေဆောင်နှက်က ဘဲကနေညာကိုသုံးပတ်ပတ်ပြီးတော့ညာနေဘဲကိုနောက်ပြန်သုံးပတ်ပတ်ကဖွင့်လို့ပြောလိုက်တာနဲ့တကားကအိုးပန်းဆာဆမီလို့ပြောတယ်လို့ပဲပွင့်သွားလိမ့်မယ်လို့ပြောလိုက်ပါလေမြေဆောင်နဲ့ပြန်သွားတဲ့ချိန်မှာဇုံခုံကပါကျဲကိုဆောင်းခိုင်းထားခဲ့ပြီးသူကတော့မြေဆောင်နဲ့ပေးခဲ့တဲ့ပတ်ဆွတ်နဲ့တကားကိုဖွင့်လိုက်ပါတော့တယ်အဲတော့မှပဲမုတ်ဦးတစ်ခုကပေါ်လာပြီးတော့ဝူခုံးကလည်းမုတ်ဦးတိုင်းလိုက်ပြီးတော့ဝင်သွားလိုက်ပါလေအေးစေးตาရနေတဲ့ဘော်ဒူပြူနဲ့အာပုံရင်ဟာအမှတ်တမဲရောက်လာတဲ့ဇုံခုံကိုတွေးလိုက်တာကြောင့်ကြောက်လန့်ပြီးတော့ထွက်ပြေးကြပါလေဇုံခုံကလည်းနေအောင်စလုံးတန်တုံးနဲ့လိုက်ပြီးတော့ထုနေပါလေ ဘော်တို့ပြူကလည်းဆုံးခုံးပြန်ပြီးတော့ချရပါတယ်အပြင်ဘက်မှာတော့ပါကျဲကဝက်သေးချဘင်ကိုရိုက်လိုက်တဲ့အခါဝက်သေးချဘင်ကသွေးတွေထွက်လာကြအောင်အံ့ဩသွားပါတယ်တဲမကြခင်မှာပဲအာပုံဝင်းကထွက်လာပြီးတော့ပါကျဲကို easy ကလေးလာထုပါတယ်ပါကျဲကလည်းအင်းဆို easy ကလေးပြန်ထုနေချိန်မှာအာပုံဝင်းကမှုတ်ထက်လိုက်တာကြောင့်ပါကျဲလည်းပြော့ခွေကလဲကြသွားနေဒီဘိုင်းကဒီနားမှာခိတရန်နာသွားခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီဘက်ကလောက်ပါပဲခင်ဗျဆိုတော့ဒါအပြန်ခီးတော့မဟုတ်ပြီမပြန်ခီးလို့ခေါင်းစဉ်တတ်တာဆိုအပြန်ခီးပဲထားပါတော့နော်ဒါအသွားကနေပြီးတော့ရောက်လာပြီးတော့ပြန်ပြောပြတယ်အသွားဇလန်းနေပါပဲအဲ့တော့ဒါအပိုင်းအခုဆိုရင်ဘယ်လောက်ရောက်ပြီလဲအပိုင်း73တောင်ရောက်ခဲ့ပြီဆိုတော့76ဆိုရင်ပြီးတော့မှာပါဒါလည်းမလို့တိတ်မလို့တော့ပါဘူးအဲ့တော့နောက်ပိုင်းတွေကိုဆက်ပြီးတော့ဆောင်းမကြည့်ရှုကြဖို့အတွက် channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါဒီနေ့မှာအစားဆုံးရင်းနှီးတကားလို့ပဲအချိန်ပေးပြီးတော့ကြည့်ရှုခဲ့ကြတယ်ညောင်ချေသူပေါင်းသူတော်ကောင်းတို့ကြောက်ချင်းစီတိုင်းဂျေဆုတို့ပဲတင်ရှိပါရခင်ဗျာ ကျွန်တော်အန့်ခင်မှုပါ